အာရမုံဒီကားကိုရိုက်နေနေရမုံရဲ့ခနာကိုမှလဲဒါအာခနာကိုမှအညုံမဲကြီးဆွဲရရှိတယ်ပြီးတော့ဒီတရုတ်ဆောင်လေးနဲ့ပဲရမုံရမုံဒီတိုင်းဆက်သွားနေနှလုံးရောကလည်းဖြစ်သွားနိုင်နေဆိုတာမျိုးပေါ့နော်မေရဲ့ဘာသာမီးဘာလို့ကြက်နေကြတယ်ဖေးသိတာကျွန်တော်တူမုံတာအမေတို့ကြောင့်အသေးကွဲတဲ့ခံစားချက်မျိုးပါနော်အဲ့လိုအသေးကွဲတော့မယ်အဲ့လိုဩအသေးကွဲတာဒီလိုပါလားဆိုတဲ့ခံစားချက်မျိုးကိုလည်းခံစားခဲ့ရပါတယ် โอเคဒါကတော့ဒါယမုံတို့ရဲ့ပေါ့နော်ဒါဇလန်တွဲလေးမြူနင်းတို့ထာရဝေဆိုတော့ဇလန်တွဲလေးရဲ့ pressure မှာယမုံရောက်ရှိနေတာဖြစ်ပါတယ်ရှင်โอเคယမုံကတော့ဒီဇကာလေးမှာစောင်းနှင်းဖြူဆိုတဲ့ character လေးနဲ့ယမုံပါဝင်ထားပါတယ်ရှင်ယမုံတို့ကတော့ဇယုတ်ကကိုယ်စီရောက်လာတာမျိုးမဟုတ်ပဲနဲ့ပေါ့နော်ယမုံတို့ယုံမှာကတော့ဇလန်တွဲအတွက်ဆိုရင်အရင်ဆုံး casting နေဝင်ရတယ်ပေါ့နော် casting နေဝင်ပြီးတော့ဒါယမုံစီကတော့အလိုဟို list လေးကြာလာတာပေါ့နော်ဒီမှာပါဝင်တဲ့သူများ list ဆိုပြီးတော့ကြာလာတယ်ကြာလာတဲ့အချိန်ကစပြီးတော့အခုချိန်ထိအလိုဒီစောင်းနှင်းဖြူဆို writer လေးတခြားပုံပေါ်ဖို့အတွက်ဒါရမုံဒေမကပဲ ਨੇ ပေါ့เนาะဒီကားမှာပါဝင်တဲ့အဲရှင်းမှာဖြစ်ဖြစ်နောက်မှာဖြစ်ဖြစ်ပါဝင်တဲ့ဆိုရင်အားလုံးအများကြီးစူးစမ်းထားပါတယ်လို့ဟုတ် အဓိကတော့ဒါရေမုံတို့ကိုဒီဇညွန်ရေးဆရာရောဒီစာအုပ်ကိုညီမတို့ပေးပြီးတော့ဖတ်တာပေါ့နော်စာအုပ်ကိုအဲဘယ်လိုခေါ်မလဲစာအုပ်ရဲ့သဘောကိုပေါ့နော်ဒီဆောင်းနှင်းဖြူကရိုက်တာရဲ့ပုံစံလေးတို့ညီမတို့ရှင်းပြရတယ်ရှင်းပြပြီးတော့အဲဆောင်းနှင်းဖြူရဲ့ခံစားချက်ကိုဟိုပေါ်အောင်လို့လုပ်ပြခိုင်းတယ်ပေါ့နော် ပြီးတော့ဆရာတို့လိုချင်တဲ့အတိုင်းပဲစူးစမ်းပြီးတော့ပဲတိကျဆောင်ထားပါတယ်ဟုတ်ဘာလို့ကြံနေကြလဲဘာဖြစ်သေးလဲဘာလို့ကြံနေလို့လဲမင်းသိပြောလေ တကယ်မရအောင်သွားမင်းကြည့်လိုက်ပေါ့အော်အခုကမလာသေးတော့ဘာမှပြောလို့မရသေးဘူးအခုကဒါကဘယ်လိုပြောမလဲ surprise လို့ဖြစ်သွားလိမ့်မယ်အဲ့တော့အခုတော့ရေမောဘာမှမပြောသေးဘူးဒါပေမဲ့အပြည့်သက်ကြီးကြည့်မယ်ဆိုရင်တော့တကယ်ကိုကောင်းမွန်တဲ့ဇလန်တစ်ခုဖြစ်မယ်လို့ရေမောထင်ပါတယ်ရေမောတို့လည်းစူးစမ်းထားပါတယ်လို့ပြောချက်ပါတယ်ယောက်ျားတယောက်အနေနဲ့သူ့ဖီဖီတောင်းရင်ယူရမယ်တမီး ငယ်ညီမလေးကလည်းအများကြီးကြိုးစားထားတယ်ဒါဒါရမုံတို့လည်းမျက်စိရှိနေပေါ့နော်ရမုံတို့မျက်စိရှိနေအတူတူအားလုံးကြိုးစားထားတယ်ဆိုတော့ငယ်ညီမလေးပြီးရင်ကြည်ရဲ့ညီမလေးကိုလည်းဘလို့ဆက်ပြီးကြိုးစားသွားမလဲဆိုတာကိုကြည့်ရှုပေးပါအောင်လို့ပြည်သက်ကြီးကိုပြောချင်ပါတယ်အဲ့ဒီမိမကြီးကလေစနိုးဝိုက်ပုံမြင်နေတော့မှ ကင်လဲမြတာကတော့ဒါရမုံရဲ့ဘွားရဲ့ပထမဆုံးမှတ်တိုင်ပေါ့နော်အခုဒါလေးကိုလည်းပိတ်သက်ကြီးကိုလည်းကြီးစေချင်တယ်ပြီးတော့အမ်ဘလိုလေးခံစားရလဲဆိုတော့လည်းဝေဖန်ပြီးတော့သုံးသက်ပေးစေချင်ပါတယ်ဟိုရမုံတို့လည်းဘာဖြစ်ဖြစ်အားလုံးတူတူစူးစမ်းထားတာဆိုတော့ပိတ်သက်ကြီးလည်းသဘောကျနှိမ့်ထိုက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင် ရမုံတွက်ကဒါဒီစကားကလည်းလုတ်ကွက်တော်တော်ရတဲ့စကားမျိုးစားထဲမှာပါပါတယ်ရမုံလည်းလုတ်ကွက်တွေပေးတယ်ပြီးတော့ရမုံယုံယုံကြည်ကြည်နဲ့ main ဆိုတဲ့ character နေရာကိုပေးတယ်ပေါ့နော်ဒါကြောင့်မို့လို့လည်းဒါကေကိုကျေးဇူးတင်ရမယ့်သူတွေအကုန်လုံးရမုံကျေးဇူးတင်တယ်အာဒါမဲ့အခုကလေးကကြိုပြောနေစကားတွေအများကြီးကြိုပြောနေဖြစ်မှာဆိုလို့ဇလန်းတွဲပြနေတဲ့အချိန်မှာပဲအဲဘယ်လိုခေါမလဲပရိသတ်တီနဲ့တူတူခန်းစားရင်းနဲ့ပြောပြပါမယ်ခုကတော့အဲဘယ်လိုခေါမလဲမစပိုင်းသေးဘူးပေါ့နော်ဖြစ်နိုင်လို့ရှင်လေသူ့အတန်တော့မကြားချင်တော့တဲ့ဒီစနိုးမုံလေး အာရမုံဒီကားကိုရိုက်နေနေရမုံရဲ့ခန္ဓာကိုယ်မှာလဲဒါဘယ်လိုခေါ်မလဲဟိုရမုံစူးစားလို့ပါဒါဘသူပြစ်မှလည်းမဟုတ်ဘူးရမုံမှာဒါရမုံစူးစားနေပဲအာခန္ဓာကိုယ်မှာအညုံမဲကြီးဆွဲရရှိရဲပြီးတော့ဒီတရုပ်ဆောင်နေနေပဲရမုံရမုံဒီတိုင်းဆက်သွားနေနှလုံးရောကလည်းဖြစ်သွားနိုင်နေဆိုတာမျိုးပေါ့နော်အော်ငါဒီလိုမျိုးတရုပ်ဆောင်တာကိုဒီလိုမျိုးအရန်စိတ်နဲ့ပြီးတော့ဇာတ်တိုင်းလုံးနေမယ်ဆိုရင်အာ အသေးကွဲတဲ့ခံစားချက်မျိုးပေါ့နော်အဲ့လိုအသေးကွဲတော့မယ်အဲ့လိုဩအသေးကွဲတာဒီလိုပါလားဆိုခံစားချက်မျိုးကိုလည်းခံစားခဲ့ရပါတယ်ဒီမှာလည်းဒီလိုတော့အာဆရာကလိုချင်တဲ့ character ကိုမပြီးမချင်းပေါ့နော်ညီမတို့အဲသူလိုချင်တဲ့နေရာမရောက်မချင်းပြန်လှုပ်ခိုင်းတယ်ဒီမုံတို့ကလည်းတစ်ခေါက်တည်းနဲ့အစဉ်ပြောင်းရေမုံတို့စူးစမ်းပေးတယ်ဆရာကလည်း white cap ကိုအနီးကပ်ကိုလုံးဝမလှုပ်ခဲ့မဲနဲ့စူးစမ်းခဲ့ပေါ့နော်အဲ့တော့အားလုံးတူတူစူးစမ်းခဲ့တဲ့စကားလေးဆိုတော့ပိတ်သက်ကြည့်လဲတ िश ူရဲ့အရန်တက်မယ်လို့ညီမတို့ကတော့ထင်ပါတယ်ပိတ်သက်ကြည့်လဲတ िश ူစိတ်ချပါလိမ့်ရှင် ဘာပြောသေးပြိတက်ကြီးလှုပ်ဝက်ချက်ပြီးမှပဲပြပြမယ်လေနော်အမေကမလေးကပင်တရမှာအရန်နေပြောနေတာနော်အာပင်တရမှာလည်းအရန်နေပြောဟုတ်တယ်ထည့်ပေးတော့ဘွားမှာကိုကိုကိုအဲ့လိုနားလဲဝါးလေးရှိတယ်အဲ့လိုမျိုးပေါ့နော်ဒါလည်းနောက်မှပဲအဲ့အစီအစဉ်လာမှပဲအဲ့ဒါလည်းဆက်ပြောပြပါမယ်လို့ အများကြီးတိုးစားထားပါတယ်လို့ပြိတ္တကြီးမြင်းနှုတ်ထာရဝေဇလန်တွဲလေးကိုအပိတ်ကြပါအောင်ည9နာရီဆိုရင်အမြဲလာရှိလာနေပါပြီတနင်္လာနေ့တောက်ကြနေ့အထိ MTV4 မှာကြည့်ရှုလို့ရပါတယ်လို့ပြောချင်ပါတယ်ကျေးဇူးပါတင်ပါတယ်